ဟဲ့အဲ့ဒီကောင်မလေးကအခုမှကလေးတတရှိသေးတာမဟုတ်ဘူးလားကျွန်တော်ဤစကားကြောင့်လူပြိုကြီးမှာပြပြတလဲနေမဟုတ်ဘူးမဟုတ်ဘူးဆရာတို့အပြိုကြီးဖဖဖြစ်နေပြီဗျကျွန်တော်အတီးဆုံးကျွန်တော်အတီးဆုံးထားပါတော့လေဒါနဲ့စိန်ချေအောင်မင်းမြတ်တာကိုလက်ခံရလားညာရစာတွပီလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်ဝါလာကင်းလို့ရတဲ့တင်းကျုပ်ကိုတော့ရောက်ခဲ့ပြီလေ လာပြင်းနေမရောက်ခင်ညနေဆောင်မှာပဲကျွန်တော်အိမ်ရှိကနေတကြောကြောအော်ခေါ်နေတဲ့အတန်ကိုကြားလိုက်ရတယ်။ဖြိုးဆရာတို့ဆရာတို့အိမ်ရှိမှာတကြောကြောခေါ်နေသောအတန်ကြောင့်ကျွန်တော်မှလည်းအပြင်သို့ထွက်လာပြီးတော့ကြည့်လိုက်ရကျွန်တော်မျက်လုံးအစုံတို့မှာအလွန်အံ့ဩ၍ပြူးကျဲသွားရတော့တယ်။ကျွန်တော်မျက်လုံးများမပြူးပဲနဲ့ဘေးခံနိုင်မှမလဲဗျ။မောင်းကျက်တည်းခေါင်းပေါင်းရွှေဝါရောင်တိုက်ပုံတို့ဝှက်ပြီးတော့ဒူးကျဲတိုင်းထူနေသောသူမှာကျွန်ုပ်တို့ရဲ့လူပြိုကြီးစောတင်မောင်းပဲဖြစ်တော်တယ်။လူပြိုကြီးနဲ့အတူပါလာသောသူများကတော့ ပုံပွင့်ငပြောပွဲကိုရွက်ထားတဲ့လူပြောကြီးရဲ့ညီမမေသိန်းနဲ့ငကားပြန်မွေးမြူရေးချန်ပိုင်ရှင်တရုတ်ကြီးအတီးတို့ပဲဖြစ်တယ်။ဆရာတို့ကြည်လာကြည်လားဗျ။ဘာလဲ။ဟန့်ဩနေတာလား။နေပါဦးစောကြီးကမင်းကဒီအဝတ်စားတွေကတော့ပွဲတွေနဲ့ဘယ်လိုသွားမလို့လဲ။ဆရာတို့ကတည်ညံ့တာပဲဗျ။အခုဝါကျွတ်ပြီလေ။ဟာဝါကျွတ်တာနဲ့မင်းနဲ့ဘာဆိုင်လို့တော့။ဆိုင်တာဗောဆရာတို့ရ။ကျွန်တော်အခုမိမသွားတောင်းမလို့ဗျ။အဲ့ဒါဆရာတို့ကိုလာခေါ်တာ။ လူမျိုးကြီးရဲ့စကားကြောင့်ကျွန်တော်မှာပါဇက်အဟောင်းသားဖြစ်သွားရတယ်ဒါပေမဲ့လည်းတတိချယုံကြည်ရင်မရတော့ကြောင့်ကျွန်တော်မှာသေချာအောင်မေးမြန်းရတယ်ကဲကဲထားပါတော့ကွာမင်းရဲ့အဖြစ်ပြက်လေးတွေကိုလည်းပြောပြစမ်းပါအောင်အာဆရာတုတ်ကလည်းရှက်ဆရာကြီးမပြောညင်ပါဘူးဟဲဟဲမေးသိညင်မလေးနေမဲ့ပြောပြလိုက်ဟာပြောပြလိုက်လူမျိုးကြီးမှာသူညင်မမေးသိန်းကိုစကားကိုယ်စားလေလွှဲလိုက်တော့လေပြောပြလိုက်စမ်းပါညီမလေးရေဒီဘွားကျွတ်မှာအကိုကြီးစွန်တဲ့ပုံလေးကို ဟဲ့မေးသိန်းပြောစမ်းပါအောင်ဟဲ့နင့်ကိုသွားတောင်းမဲ့ကောင်မလေးကဘဲရလဲအဲ့ဒီခါမေးသိန်းကစိတ်ပြက်လက်ပြက်အမူအရာဖြစ်မပြောချင်ပါဘူးဥတ္တပီရဲ့ဟဲ့မပြောချင်လို့ရမလားငါဘလောက်ဆွန်နေဆိုတာဥတ္တပီတိအောင်ပြောကိုပြောရမယ်ပြောလိုက်ပြောလိုက်ပြောပါမယ်တော်ပြောပါမယ်ဒီလိုဥတ္တပီရေအခုကျမအကိုကြီးသွားတောင်းမဲ့သူကလေရွာနောက်ပိုင်းကဦးစင်ရငုံငွေတုတ်တို့ရဲ့တမီးစင်ချယ်လေးစင်ချယ်ဟဲ့ အဲ့ဒီကောင်မလေးရဲ့အခုမှကလေးတတရှိသေးတာမဟုတ်ဘူးလားကျွန်တော်ဤစကားကြောင့်လူပြောကြီးမှာပြပြတလဲနဲ့မဟုတ်ဘူးမဟုတ်ဘူးဆရာတို့အပြိုကြီးဖဖဖြစ်နေပြီဗျကျွန်တော်အသေးဆုံးကျွန်တော်အသေးဆုံးထားပါတော့လေဒါနဲ့စိန်ချရအောင်မင်းမြတ်တာကိုလက်ခံရလားမင်းမမေးရတဲ့ဆရာတို့ရာစိန်ချလေးကိုလေကျွန်တော်အကျင့်တရားမြောက်စကားပြောပြီးတော့ချစ်အဖြေကိုရယူထားတဲ့ကောင်မဗျ तू ကလေဟဲ့သူ့အချင်းသူ့အမေကိုပြောပါတဲ့ အမေသဘောတူရင်လက်ထပ်ပါမယ်တဲ့ဟဲဟဲဒါဆိုရင် စင်ချက်အဖေနဲ့အမေရဲ့သဘောကိုတီးခေါက်ကြည့်ပြီးပြီလားမလိုပါဘူးဆရာတို့ရလုံးဝမလိုဘူးဗျစင်ချက်ကိုယ်တိုင်ကရေလာမြောင်းပိတ်လောက်ထားပြီးပြီပဲသူ့မိပါတယ်လေတီးပြီးလောက်ရောဗောဗျကျွန်တော်ကလည်းသူ့ကိုဘယ်နှစ်လာပြီးနားဖောက်ရမလဲလို့မေးလိုက်တယ်ဗျသူလေးကလေဝါလာကင်းလို့တင်းကျွတ်တဲ့လာပြင်းနေတဲ့ဒါကြောင့်ဒီနေ့ကလာပြင်းနေဆိုတော့ဝါလာကင်းလို့ပြီလေအဲ့ဒီတော့အချိန်ဆိုင်နေလို့မဖြစ်ဘူးဗျ အမြန်ဆုံးနားဖောက်အမြန်ဆုံးမင်္ဂလာဆောင်အမြန်ဆုံးကလေးမွေးမွေးမွေးဟို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 းအဲ့ဒီထိမရောက်သေးဘူးလေသိလေမင်္ဂလာဆောင်တော့ဟုတ်ပါပြီကွာဒါပေမဲ့အခုခေတ်မှာကမင်္ဂလာဆောင်ဖို့ဇေယိတ်ကလွယ်တာမဟုတ်ဘူးကွာမင်းမှစုထားဆောင်တာပြီးသားဘယ်နှပြားရှိလို့လဲကျွန်တော်ဤစကားကြောင့်လူပြောကြီးမှာမခံချင်စိတ်နဲ့သူ့နောက်မှာရက်နေတော့အတီးအားပြောလိုက်တော့လေအတီးရှင်းပြလိုက် ရှင်းပြလိုက်အော်ဘာပြုတ်ပြလိုက်ရမှာပါနော်စီလိုပါဆရာတို့ရဲ့စီလိုပါ လူပြောကြီးကလေမင်္ဂလာဆောင်စင်းနေဒါပေမဲ့ငွေရမရှိဘူးအဲ့ဒါဝါစီတယ်လေဒီတော့ဝါနဲ့လူပြောကြီး support စီရင်ချက်လုပ်လိုက်တယ်ဝါလူပြောကြီးရဲ့မင်္ဂလာကိစ္စအကုန်ကျဈေးကိုခံမယ်ရလာတဲ့လက်ဖွဲ့ငွေနဲ့ပစ္စည်းတွေကိုဝါကယူမယ်လေဝါထင်တယ်လူပြောကြီးဆိုတော့နာမည်ရှိပြီးသားဒီတော့ဒီဝါတင်မကောက်ဘူးရွာနီးစက်ချုပ်ကပါသူ့မင်္ဂလာပွဲကိုလာကြမှာဒီတော့လက်ဖွဲ့ငွေတွေပစ္စည်းတွေကိုလည်းအာကိယအများကြီးရမှာအမှန်ပဲ ဒါဆိုဟွာအကွန်ခဏနဲ့မင်္ဂလာစေးတွေကြည်ပြီးတော့အမျက်ပါရမှာဟွာမျက်မှာပဲတေးချတယ်ဟွာကမပိုင်ရင်မလုပ်ဘူးဆိုတာစီယာတွတ်သိပါတယ်ဟေးဟေးဟေးဒါကြောင့်ပူပူကြီးရဲ့မင်္ဂလာပွဲမှာလည်းအခုမိမတောင်းတဲ့အချိန်ကစပြီးဟွာကတက်ကြွစာပါဝင်နေတာပေါ့ဆရာတွတ်ရဲ့လူပူကြီးရဲ့အဆင်ပြေဟွာလည်းအဆင်ပြေတယ်အဲအဲဒါနဲ့ဆရာတွတ်ဆရာတွတ်ရဲ့တပည့်ဘိတ်ကလေးမင်္ဂလာဆောင်ရင်လည်းပြောတော့ဟွာကန်ထရိုက်ယူပြစေ ဘိုက်ကလေးလှည့်ကြရင်တော့ဆင်ရတို့မျက်နှာရှိလို့လက်ဖွဲ့တွေပိုးရအောင်ပါအဲ့ဒီတော့ခန်းဝင်ပစ္စည်းတွေကိုအခုလိုခေါင်းအုံနှလုံးဖျားတစ်ချက်နဲ့ပိတ်ချင်တော့တောင်မဟုတ်เสียရဘူးဗျာဟွာအမခံပါလေဆရာတို့ရဲ့တော်ပါတော့မင်္ဂလာဆောင်ကန်ထရိုက်ကြီးရဲ့နားထောင်ရတာလည်းမောလာပြီဗျလူပြောကြီးမှာမင်္ဂလာဆောင်မှုလက်ထဲတွင်ဝင်တပြားမှမရှိတော့လဲဝါရဲ့အကူကြီးနဲ့မင်္ဂလာဆောင်မင်းဆိုတော့ကျုပ်တိလိုက်ရတော့လေဒီမှာလဲမင်္ဂလာပွဲများစွာကိုကန်ထရိုက်ယူပြီးတော့မျက်ခဲ့ဘူးလားကြောင့ ်အခုလူပြိုကြီးရဲ့မင်္ဂလာပွဲကိုလည်းကန်ထရိုက်ယူခြင်းပဲဖြစ်ရမယ်။ဒီတော့ဆရာတို့ကျုပ်ဘက်ကဂုံတရေရှိလူကြီးတူဦးအနေနဲ့လိုက်ခဲ့ပေးပါဗျ။လူကြီးဘစီကိုဝင်ခေါ်သေးတယ်ဗျ။တကြီးကမအားဘူးလေ။ကတော့ပွဲကြီးလက်ခံနေရတာ။ဒါလဲဟာကတော့ပွဲဆိုတာ။ဒီလိုလေဆရာတို့ရဲ့အခုဝါလာကင်းလို့တည်င်းကျွပြီဆိုရင်ကျုပ်တို့မြန်မာတွေကမိဘသမားဆရာသမားတွေကိုကတော့ကြတယ်မို့လား။အဲ့ဒီပစ္စည်းတွေကိုလက်ခံနေတာဗျာ။ဩအဲ့ဒီလိုလားကွာ ဒါနဲ့လူပြောကြည့်ရစိတ်တော့မစိုးနဲ့ကွာငါမင်းရဲ့မင်္ဂလာပွဲကိုမလိုက်နိုင်သေးဘူးဟာစီလိုတော့မလောက်ပါနဲ့ဆရာတို့ရဲ့ဟွာကြားထဲကနေမေတ္တာရက်ခံရပါတယ်ဟွာလေမင်္ဂလာပွဲမှာတော့အများကြီးမြင်ရင်ဆရာတို့ကို ပီကင်းဘက်ကင်တစ်ဖက်နဲ့ဘီယာတဝက်ရရရရတိုက်ပါမယ်နော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 ်ငါမလိုက်နိုင်တာကိုစိတ်မရှိပါနဲ့စောကြည့်ရငါမှတကြီးနဲ့ရွက်ရကတာဝန်ပေးထားတဲ့မီးပြုံးမြန်လွတ်ပွဲကြီးကိုအောင်မြင်အောင်ပြုတ်လုပ်ပေးရမယ်တာဝန်ရှိသေးလို့ပါဟာ ရပါလေဆရာတို့ရကျွန်တော်မနာလို့ဖြစ်နေမှကျွန်တော်ရိတ်မိပါလေဆရာတို့ရဟဲ့ဆရာလေးရဲ့ရောက်ဖဘိုက်ကလေးထက်တာသွားပြီကိုဗျလူပြိုကြီးတို့အုပ်စုမှာကျွန်တော်ကိုမကြည်မချမ်းပုံစံဖြင့်ခွတ်သွားကြတယ်ဗျစင်ချေရဲ့မိဘများမှာအတန်ငယ်ခြောင်လှယ်ကြသူများဖြစ်တော့ကြောင့်လူပြိုကြီးတယောက်မိမရကံကောင်းလာသည်ဟုဆိုကကျုံမှာဝမ်းမြောက်နေမိတော့တယ်။အဲဒီလိုနဲ့လူပြိုကြီးတို့အဖွဲဟာသူ့မိမတောင်းမဲ့အိမ်သို့ရောက်ရှိသွားတော့တယ်။ဦးစိန်ရတို့အိမ်ကိုရောက်တဲ့အခါမှာတော့ စိန်ချဲလေးကကြိုပြောထားပုံရတယ်ဗျသူရဲ့အဖေနဲ့အမေဟာအစင်သင်းစောင့်နေတယ်လေဩမောင်စောတင်မောင်တို့ပါလားကွလာဟိတ်လာဟိတ်ဒီမှာထိုင်ကြမင်းအမေရော မပါဘူးလားကွဟုတ်ကဲ့ပါဗျကျွန်တော်ရဲ့အမေကလေမအားလို့ဗျအဲအဲမဟုတ်ပါဘူးကျွန်တော်အမေကရိတ်တာဝင်နေလို့လေကျွန်တော်လေးကျွန်တော်အားလားစိန်ချဲလေးကျွန်တော်လေးအဲ့ဒါမင်္ဂလာပွဲကြရင်စင်ချယ်လေးကိုဘာပါတိတ်ဝမ်းဆက်အောင်လေးဝယ်ပေးရမလဲလို့လေစဉ်းစားနေတာဗျ။ လေပြောကြီးမှာအားရဝမ်းသာပြီးတော့ပြောမိပြောရတယ်ပြောနေပေမဲ့ဦးစိန်ရတို့ကတော့ဘာမှမပြောရှာပါဘူး။ကဲမောင်စောတယ်မောင်ဦးသဘောကတော့ခွာလူချင်းချင်းကတော့တိပီးသားဆိုတော့သဘောမတူစရာမရှိပါဘူး။ဒါပေမဲ့ဦးသမီးကငယ်လုံးသေးလို့လေနောက်ထပ်၃နှစ်လောက်စောင့်ကြည့်သေးတယ်။အဲ့ဒီတော့မှတစ်ခါဆွေးနွေးကြတာပေါ့ကွယ်။ဗျာဒါဆိုရင်စိန်ချေလေးရဲ့သဘောကရောခညာ။သမီးကလည်းဦးတို့သဘောတိုင်းပါပဲ။ဦးတို့ကမှားထားပြီးသား ။သမီးလေးကလည်းဥရုသဘောတိုင်းပါပဲကွ။ဥရုကမှားထားပြီးသားလေ။သမီးကိုချစ်ရဆိုရဲသူရှိရင်မိဘကိုလာပြောခိုင်းအဖေတို့အမေတို့စီစဉ်ပေးမယ်လို့သမီးကလည်းလိမ်မာပါတယ်ကွ။ဒီနေ့တော့မောင်စောတင်မောင်ကလာတောင်းတယ်။မနေ့ပြန်ဆိုရင်တော့အင်တတီကိုရွှေဘောရဲ့ရောက်ဖာတဝန်းခွဲလာတောင်းအောင်မယ်ဆိုပဲ။ဒီဝါကြွမှာဥရုတော့အတော်လှုပ်ရှုပ်မှာပဲကွ။ဟဲဟဲဟဲ။ ဘာပဲဖြစ်ဖြစ်လေဥသမီးကိုမိသားဖတာပြပြီးလာတောင်းတာကိုတော့ဥရုကဝမ်းသာခြင်းနဲ့ဂုဏ်ယူပါတယ်ကွကျွန်တော်သဘောပေါက်သွားပါပြီဥစင်ဟာသဘောပေါက်သွားပါပြီကျွန်တော်ကတော့လေဥရွှေဘောရောက်ဖာတဝန်းခွဲလိုမျိုးဂုံတွေစိတ်နေငွေတွေမရှိဘူးဗျဘာမှလည်းမတင်တောင်းနိုင်ဘူးကျွန်တော်မှာခြေရှိတယ်လက်ရှိတယ်ပြီးတော့ဗျဖြူစင်းတဲ့နှလုံးသားရှိတယ်ဗျဒါပဲရှိတယ်ဥစင်ဟာရေဒါပဲရှိတယ်ဗျလူမျိုးကြီးကဗျာ ပြောရင်းဆိုရင်လည်းခံစားချက်တွေပြင်းထန်လာတဲ့အထင်မှရဲ့ရုတ်တရက်ထရပြီးတော့အင်ဂျီရင်ဘက်ကိုဖြွင့်ဟာပြီးသူ့ရင်ထဲမှာဖြူစင်းတဲ့နှလုံးသားရှိတယ်ဆိုတာကိုပြောပြနေတယ်။အဲဒီချိန်မှာပဲအကုတိုကဝင်ကျင်းတော့လူပြိုကြီးရဲ့ပစိုးဟာထရရလိုက်တဲ့အချိန်မှာကျမ်းပြင်မှာတစုံတရာနဲ့ညှိပြီးတော့ဂွေးလုံးကျွတ်ကြခဲ့တယ်။အဲဒါကိုခံစားချက်တွေပြင်းထန်နေတဲ့လူပြိုကြီးကမသိလိုက်တော့ဦးစုံရရဲ့ရှေ့မှာဒါပဲရှိတယ်ဒါပဲရှိတယ်ဆိုပြီးတော့ခါကိုကော့ကော့ပြနေတယ်လို့ဖြစ်သွားတာပေါ့ဗျာ။စိတ်ကောင်းစောတယ်မှာ မင်းမရိုင်းလာကြည်လားကွာလူကြီးကိုဒီလိုပဲလှုပ်ပြရတာဘာဖြစ်လို့လဲဗျကျွန်တော်မှဒါပဲရှိရဲဒါပဲရှိရဲလို့ပြတဲ့ဟာကိုရဲ့အခြေအနေကိုကိုမကြိတ်မိပဲနဲ့လူပြောကြီးဟာဦးကြောင်ကြောင်နဲ့အဲ့ဒီလိုထက်ပြေးလိုက်တော့တယ်အဲ့ဒီမှာဦးစင်ရကစိတ်မထိန်နိုင်တော့ပဲနဲ့မင်းမှရှိရဟာပြတော့ငါမှရှိတဲ့ဟာကိုလည်းပြရသေးတာပေါ့ဆိုပြီးတော့နေရာမှာရှိတဲ့ဓာတ်ကိုဆွဲယူကာလူပြိုကြီးကိုလိုက်ခုတ်တော့တယ်ဗျအိမ်မော်ကြီးတက်ပြီးတော့ငါ့ကိုစော်ကားတဲ့ကောင်တေးပေတော့ကွာ ဒါကတော့လူပြိုကြီးစောတင်မောင်ရဲ့ဝါလာကင်းလို့တည်င်းကျွတ်ပြီးဖြစ်တဲ့အတွက်ကြောင့်မိမတောင်းရန်ချင်းပဲဖြစ်ပါလေဗျာ။ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာဝါလာကင်းလို့တည်င်းကျွတ်လို့မိမတောင်းမဲ့လူတွေများရှိကြလားဗျ။ရှိရင်လည်းကွန်မန့်မှာပြောခဲ့ကြပါဦး။